ျမတို့တွေကဟိုမွေးလာကြတဲ့ကျမတို့မှာအခွင့်ရေးရှိရဆိုမှခွာစီကောက်စီကအာနာတင်လိုက်တော့အခွင့်ရေးကအမျိုးမျိုးကနေချိုးဖောက်ခံရတဲ့လူမှုရေးစီးပွားရေးကုတ်သွဲရေးတွေကအစပေါ့နော်အခွင့်ရေးတွေကကျမတို့ချိုးဖောက်ခံရတဲ့ဒီအခွင့်ရေးတွေပြန်ရဖို့ကျမတို့လူခွင့်ရေးတွေကျမတို့ခံစားခွင့်ရဖို့အတွက်ကဘာကတိအောင်ကျမတို့မြန်မာဘယ်လိုလဲဆိုတာမြန်မာနိုင်ငံတွင်းမှာဖြစ်ပျက်နေတဲ့ဟာတွေလဲ ကဘာကိုချပြစေချင်တယ်ဗောနော်တိစေချင်တယ်ထိုနည်းတူပဲဟိုဒီလူခွေရေးဆိုင်ရာကဥပဒေကလည်းကျမတို့စစ်ကောင်စီကိုဗောနော်တရားရေးဆွဲဆိုဖို့အရေးယူဖို့လည်းကျမမျှော်လင့်ပါတယ်ပြီးတော့ဒီစစ်ကာလကြီးအမြင်ပြီးဆုံးဖို့ဗောနော်ဘာဖြစ်ဆိုမြင်ရတွေ့ရတာတွေကအကောင်လုံးစိတ်မချမ်းသာစရာကြီးပဲ ဖြစ်ခဲ့ဖြစ်ခဲ့တဲ့အခွင့်အရေးချိုးဖောက်ခံရမှုတွေဆိုဒီလက်နဲ့ကြီးငယ်လင်းရင်တွေနဲ့ပေါ့နော်တိုက်ခတ်ခံရတဲ့ခါကျတော့တရားတချက်တွေရှိတဲ့မိသားစုတွေအထူးသဖြင့်ကျမတို့တွေစီမှာဆိုစိတ်ဓာတ်ရတွေကိုစီရသွားကြပြီဟိုလူကြီးမှမဟုတ်ကလေးတွေလည်းရသွားပြီစိတ်ကြီးလည်းအများဆုံးပြီးစစ်ချင်းတော့ပေါ့ဟိုစိတ်ဓာတ်ရလည်းအများကြီးတော်တော်လေးလည်းခံစားရတယ် ကျွန်မအနေနဲ့လူခွင့်ရေးနေ့ဖြစ်တဲ့အတွက်ကြောင့်လူခွင့်နဲ့ပတ်သက်ပြီးတော့ပြောချင်တာကတော့ကျွန်မစီမှာခွင့်ရေးရှိတယ်လို့ပဲကျွန်မလိုက်နိုင်ရမယ့်အာတာဝန်ထမ်းဆောင်ရမယ့်ဒီတာဝန်တရားလည်းရှိတယ်ဗောနော်ခွင့်ရေးရှိတယ်လို့နောက်မှာကျွန်မမမေ့ကြံခဲ့မှာတော့အာတာဝန်တရားရှိတယ်ဆိုတဲ့ဟာလေးကိုတော့ကျွန်မအနေနဲ့ပြောချင်တယ်ဗောနော်ခန်းစားရတာတော့လူတိုင်းလိုလိုခန်းစားရတဲ့ခန်းစားချက်မျိုးမှရှိတော့ဘောတော့ဥမာဒီကိုယ့်ရဲ့ ကိုအိမ်ကိုအိုးစုံပြီးမှဒီနေရာမျိုးမှာလာပြီးမှဆီဆောင်နေရတယ်ပြီးတော့အာလာဆီဆောင်တဲ့ခါမှာဆိုရင်လည်းဒီကိုရဲ့ကိုရရွာမျိုးလည်းမဟုတ်ဘူးเนาะကိုရဲ့ဆွေမျိုးတွေလည်းမဟုတ်အဲ့လိုဖြစ်တဲ့ခါမှာအများကြီးစိတ်ခံစားမှုတော့ရှိတော့ဗောနော်လူခွေလို့ပြောတဲ့ခါမှာကိုချိုးပေါက်ခံရတဲ့အရာတွေကတော့အများကြီးပါပဲเนาะဘာဖြစ်လဲဆိုကိုရဲ့ဆွေမျိုးသားချင်းတွေမှာအာရှိတော့မှတိုက်ပွဲကြသွားတဲ့ဆွေမျိုးသားချင်းတွေရှိသလိုကိုရဲ့ ပိုင်ဆိုင်တဲ့ဟိုအိုးအိမ်ရှိစေတွေပျောက်ဆုံးသွားတယ်ရှိလို့ပျက်စီးသွားတယ်လည်းရှိတယ်အဲ့လိုမျိုးတွေပေါ့နော်နောက်ပြီးတော့တို့တို့စစ်ပီးရှောင်းဘဝမှာဆိုရင်လည်းတော့အများကြီးပါပဲချုပ်ဖောက်ခံရတဲ့အခွင့်အရေးတွေကအိုးကလေးသူငယ်ကစားပေါ့နော်ပညာသင်နေတဲ့ကလေးသူငယ်တွေပြီးတော့တက်ကြီးရွယ်အိုတွေအဲတို့နေချင်းတလို့မနေရဘူးစားချင်းတလို့မစားရဘူးအဲ့လိုတွေခံစားရတယ်